ိန္ဒိယရဲ့လှုပ်ဝက်စမ်းကျယ်စာတူးကြီးများ အိန္ဒိယနိုင်ငံရဲ့ဝိညာဉ်ရေးရာအနှစ်သာရတွေမှာတော့စာဒုလို့ခေါ်တဲ့လှုပ်ဝက်စမ်းကြယ်ရဟန်းတွေရှိနေပါတယ်။သူတို့ကလောကစည်းစိမ်တွေကနေဝေးကွာတဲ့ဘဝတွေကိုရွေးချယ်ထားပြီးတော့အလွန်ထူးခြားတဲ့ဘာသာရေးဆိုင်ရာအလေးအကျင့်တွေကိုလှုပ်ဆောင်ကြတာကြောင့်အိန္ဒိယနိုင်ငံရင်ဆိုင်မှုမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။စာဒုတွေကဟိန္ဒူဘာသာရဲ့အစိုးရောက်တဲ့ရဟန်းတွေဖြစ်ကြပြီးတော့လောကီစည်းစိမ်တွေကနေဝေးကွာတဲ့ဘဝကိုရွေးချယ်ကြတဲ့သူတွေဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာနှစ်ပေါင်းထောင်နဲ့ချီတမိုင်းကျောက်ရှိပြီးတော့သူတို့ကဖျားတရားကိုသာအာယုံဆိုင်ကအိန္ဒိယနိုင်ငံအနှံ့ပြားမှာလှည့်လည်နေထိုင်ကြပါတယ်။ ယ်။တချို့စာလူကြီးတွေကတောတောင်တွေထဲမှာတကိုယ်ရဲနေထိုင်ကြသလိုတချို့ကလည်းဖျားအောင်မြေကမ်းတွေမှာစုဝေးနေထိုင်ကြပါတယ်။သူတို့ရဲ့ဝတ်စားစည်မှုတွေကလည်းအလွန်ထူးကြပါတယ်။တချို့ကအဝိစာလုံးဝမဝိစာပဲနဲ့ပြာရီနဲ့ခန္ဓာကိုယ်ကိုလိမ့်ကျန်ထားကြပါတယ်။တချို့ကတော့သင်ငန်းအဝါရောင်ဒါမှမဟုတ်လိမ့်မော်ရောင်တွေကိုဝတ်ဆင်ကြပါတယ်။သူတို့ရဲ့ဇပင်တွေကိုလည်းအရှိအဟိထားကြပြီးတော့ကြစ်စမီးကြစ်ထားကြပါတယ်။ စာရုတွေကဟိန္ဒူဘာသာရဲ့ဝိညာဉ်ရေးရအရာဘုရားသခင်ထံသို့အရောက်သွားရန်အတွက်ခန္ဓာကိုယ်ကိုညှဉ်းပန်းနှိမ့်ဆက်တဲ့နည်းလမ်းတွေကိုအသုံးပြုကြပါတယ်။ဥပမာအားဖြင့်မိဘုံပေါ်မှာထိုင်ခြင်း၊ကိုယ်ခန္ဓာမှာအပေါက်ဖောက်ခြင်း၊နှစ်ပေါင်းများစွာမတ်တည့်ရနေခြင်းစတဲ့နည်းလမ်းတွေကိုအသုံးပြုကြခြင်းဖြစ်ပါတယ်။အစောမှာကျင့်စဉ်တွေက၎င်းတို့ရဲ့ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းနဲ့ဘုရားတရားပေါ်တည်ဆောက်ရှိမှုကိုပြသခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။ စာဒူးတွေဟာအိန္ဒိယလူ့အဖွဲ့အစည်းမှာတော့အလွန်လင်းစားခံရတဲ့ပုံကိုယ်တွေဖြစ်ကြတယ်လို့လူတွေကသူတို့စီကိုလာရောက်ပြီးတော့ကောင်းချီးတောင်းခံကြပါတယ်။စာဒူးတွေကလည်းလူတွေကိုအကူအညီပေးခြင်းအကြံဉာဏ်ပေးခြင်းတွေကိုပြုလုပ်ပေးကြပါတယ်။စာဒူးတွေမှာဂိုင်းအမျိုးမျိုးရှိပြီးတော့ဒဂိုင်းစည်းစီမှာထူးခြားတဲ့အလေးချက်နေနဲ့ယုံကြည်မှုတွေရှိကြပါတယ်။ဥပမာအနေနဲ့နာဂစာဒူးတွေကအဝေစားမဝတ်ပဲကိုခန္ဓာကိုပြာနဲ့လင်းကျန်ထားခြင်းလက်နက်ကင်ဆောင်ခြင်းဖြင့်လူတီများကြပါတယ်။အဂိုရီစာဒူးတွေကတော့အလွန်ထူးခြားပြီးတော့အစွန်းရောက်တဲ့အလေးချက်တွေကြောင့်လူတီများပါတယ်။ လူရိုးများကိုအုံပြုခြင်းလူအသားကိုစားခြင်းစတဲ့အလေးအကျင့်တွေလည်းရှိတတ်ကြပါတယ်။စာလူကြီးတွေကအိန္ဒိယနိုင်ငံရဲ့ဝိညာဉ်ရေးရာအနှစ်သာရကိုကိုးစားပြုတဲ့ထူးခြားတဲ့ယဟန်တွေဖြစ်ကြပြီးတော့၎င်းတို့ရဲ့ဆွလွန်အနစ်နာခံမှုယုံကြည်မှုနဲ့ဘာသာရေးဆိုင်ရာအလေးအကျင့်တွေကအိန္ဒိယရည်ကြည်မှုရဲ့အရေးပါတဲ့အစိပ်အပိုင်းတစ်ခုဖြစ်ယနေ့အချိန်ထိတောင်ရှင်သန်နေဆဲဖြစ်ပါတယ်။